ဆိုတော့ဝိုင်းစုခိုင်တဲ့ရဲ့ခင်မောင်းဟောင်းကိုဥက္ကာမြင့်ကျူရဲ့ပျော်ရွှင်စရာကောင်းတဲ့မိသားစုပွားလေးနဲ့ပတ်သက်ပြီးချပြလာခဲ့တဲ့တရုတ်ဆောင်စုပန်ထရာမင်္ဂလာပါပရိသတ်ကြီးရှင်အခုတင်ဆက်ပေးသွားမယ့်အကြောင်းအရာလေးကတော့တစ်ချိန်ကအဆိုတော်ဝိုင်းစုခိုင်တဲ့ရဲ့ခင်မွန်တယောက်အဖြစ်ပရိသတ်တွေသိရှိခဲ့တဲ့ကိုဥကမြင့်ကျူရဲ့မိသားစုလေးစီကိုတောင်ရောက်လဲပတ်ခဲ့တဲ့တရုတ်ဆောင်စုပန်ထရာရဲ့အကြောင်းလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် အစိုးရဝိုင်းစုခိုင်သိန်းတယောက်ခန်းထားတဲ့မင်္ဂလာအခမ်းပွဲတွေကိုကျင်းပပြုလုပ်ခဲ့ပြီးပြည်သက်တွေရှိမှတရားဝင်လက်ထက်ထိမ်းများခဲ့တဲ့တချိန်ကဝိုင်းစုခိုင်သိန်းရဲ့ခင်မဟောင်းတော်ဆက်ခဲ့သူကိုအုပ်ကမြင့်ကျူကိုတော့ပြည်သက်တွေအားလုံးမှတ်မိကြအောင်မယ်လို့ထင်ပါတယ်။ကိုအုပ်ကမြင့်ကျူနဲ့ဝိုင်းစုခိုင်သိန်းတို့ဟာ2014ခုနှစ်မှာလက်ထက်ထိမ်းများခဲ့ကြတာဖြစ်ပြီး pre-wedding တက်ပုံတွေကအစအမေရိကန်မှာတွားရောက်ရိုက်ကူးခဲ့ကအားလုံးကအားကြရတဲ့ဇုံတွဲလေးဖြစ်ခဲ့ကြတာလည်းဖြစ်ပါတယ်။ ဒါပေမဲ့ပြည်သက်တွေအားလုံးသိထားကြတဲ့အတိုင်းမင်္ဂလာပွဲတွေအများကြီးကျင်းပခဲ့ပြီးတော့မင်္ဂလာဆောင်ခဲ့ကြတဲ့သူတို့နှစ်ယောက်ဟာအိမ်အောင်သက်တမ်းလာပိုင်းအတွင်းမှာပဲကွာရှင်းပြည့်စဲခဲ့ကြတာဖြစ်ပါတယ်။အဆိုတော်ဝိုင်းစုခိုင်တဲ့နဲ့ကွာရှင်းပြီးနောက်မှာတော့ကိုအိုကာမြင့်ကျူကအမေရိကန်နိုင်ငံကိုပြန်သွားခဲ့ပြီးမင်းသမီးရဲ့ခင်မမဟုတ်တော့တာကြောင့်လေမီဒီယာတွေရှေ့ကနေပြောက်ွယ်သွားခဲ့တာလည်းဖြစ်ပါတယ်။ နမဲကြီးအစိုးရတယောက်လည်းဖြစ်တယ်လို့တရုတ်ဆောင်တယောက်လည်းဖြစ်တဲ့ဝိုင်းစုခိုင်တဲ့ရဲ့ခေမွန်တော်ဆက်ခဲ့သူကိုအုပ်ကမြင့်ကျူကတော့အမေရိကနိုင်ငံကိုပြန်လည်ရောက်ရှိတဲ့အချိန်မှာသူ့ရဲ့ဘဝတည်တစ်ခုကိုပြန်လည်စတင်ခဲ့ပြီးအခုဆိုရင်တော့ကိုပိုင်မိသားစုဘဝလေးနဲ့တာတာမိမိလေးတွေပါရရှိခဲ့ပြီးတာယာချမ်းမြေပွဲရာကောင်းတဲ့အိမ်တော်တစ်ခုကိုတည်ထောင်ထားနိုင်ခဲ့ပြီလည်းဖြစ်ပါတယ် အခုလိုမျိုးတယောက်နဲ့တယောက်အရန်ကိုချက်ကြပြီးနားလည်မှုတွေရှိရှိနဲ့တိစောက်ထားကြတဲ့ကိုဥကမြင့်ကျူတို့ရဲ့မိသားစုစီကိုတရုတ်ဆောင်စုပန်ထွားတို့မိသားစုကအလဲသွားရောက်ခဲ့တာလည်းဖြစ်ပါတယ်။တရုတ်ဆောင်စုပန်ထွားကကိုဥကမြင့်ကျူတို့မိသားစုနဲ့အတူဒင်နာအတူစားတောက်ခဲ့တာဖြစ်ပြီးသူရဲ့လူမှုကွန်ရက်ဆာမျက်နှာပေါ်မှာပျော်ရွှင်ပွေရမိသားစုဘဝလေးနဲ့အခြေချနေပြီဖြစ်တဲ့ကိုဥကမြင့်ကျူတို့မိသားစုပုံလေးကိုပြန်လည်ချပြလာခဲ့တာဖြစ်ပါတယ်။ ပရိသတ်တွေကတော့မီဒီယာရှေ့ကနေကွဲပြောင်းနေကြတာကြားပြီးဖြစ်တယ်။အစိုးရဝန်ဆုခိုင်တဲ့ရဲ့ခင်မွန်ဟောင်းကိုဥက္ကာမြင့်ကျူကိုပြန်လည်မြင်တွေ့ခဲ့ရပြီးကိုဥက္ကာမြင့်ကျူတယောက်အခုလိုသားသမီးလေးတွေနဲ့ပျော်ရွှင်တဲ့မိသားစုဘဝလေးမှာအခြေချတည်ငြိမ်နေကြတာကိုဝမ်းသာပီတိဖြစ်ပေးခဲ့ကြတာလည်းတွေ့ရပါတယ်။ တချို့သောသူတွေကလည်းဆိုရဝမ်စုခိုင်တဲ့ရဲ့အခြေဟောင်းတွေကတော့အခြေကျသွားကသူတို့မိသားစုဘဝလေးတွေနဲ့အတူပျော်ရွှင်နေကြပေမယ့်အဆိုတော်ဝိုင်းစုခိုင်တဲ့ကတော့အခုချိန်အထိအခြေရေးကံမကောင်းသေးပဲတယောက်ပြီးတယောက်ပြောင်းနေရတဲ့အဖြစ်ကိုစိတ်မကောင်းဖြစ်ပေးနေကြတာလည်းဖြစ်ပါတယ်ပြိသက်တွေကတော့ဒီအဖြစ်ပြက်ကိုကြည့်ပြီးယောက်ျားလေးတွေကသူတို့တကယ်ချစ်တဲ့မိန်းကလေးနဲ့တွေ့ရင်တရားပြောရှင်မွေရကောင်းပြီးတင်းငင်းအေးချမ်းတဲ့မိသားစုဘဝကိုတည်ဆောက်နိုင်နေဆိုတော့အသေးချာပဲဟုဆိုကမှတ်ချက်ပြုပြောကြားနေကြတာလည်းဖြစ်ပါတယ်။